ဟယ်လိုအားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါလို့ပြန်လည်တဖန်နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်2025ခုနှစ်9လပိုင်းတရနေ့ကိုဝင်ရောက်လာပြီဖြစ်ပါတယ်9လပိုင်းတရနေ့မနက်စောစောအချိန်ဖြစ်ပါတယ်ဆရာတို့နှုတ်ကပတ်တော်ကိုမနက်တိုင်းနားထောင်နေတဲ့သူတွေဆိုလို့ရှိရင်လစဉ်လတိုင်းရဲ့တရနေ့မနက်စောစောမှာဆုတောင်းပေးနေကြဆိုတာအားလုံးသိပါလိမ့်မယ်ဒါကြောင့်ဒီကနေ့မနက်မှာအားလုံးကိုဆုတောင်းပေးခြင်းနဲ့ လဆင်လတိုင်းဘာလို့ဆူတောင်းပေးနေရလဲဆိုတော့တလလုံးရဲ့အစာပြူတဲ့တရက်နေ့မှာတလလုံးဘာဖြစ်မလဲဆိုတာကျွန်တော်မသိတဲ့အတွက်ဖျားလက်တော်ထဲမှာအနန္တာဖြစ်ပါတယ်ဆိုတော့ဆုမတောင်းခင်မှာကြမ်းချက်လေးတစ်ချက်ဖတ်ရအောင်နော်38ခုမြောက်တော့စာလံအပိုက်ငယ်9ကို့အမှုရာကိုထောက်ရဖြာနိုင်အပ်လောကိုတော်ကိုကိုးစားလောဒုပြုလင်စီရင်တော်မူလိမ့်မည် နောက်ထပ်အသေးပဲအတူတူရေးထားတဲ့တုတ်တန်ကျန်းတကျန်းကိုလည်းဖတ်ချင်ပါသေးတယ်။တုတ်တန်ကျန်းအခန်းကြီး16အငယ်3ဖြစ်ပါတယ်။ကိုပြုတ်တော့အမှုတို့ကို ထော်ရဖြားနိုင်အလောတို့ပြုတ်ရင်တင်ဤအကျံအစီတို့ဒီတည်ကြလိမ့်မည်။ကျွန်တော်ခုနပြောတဲ့အတိုင်းပါပဲ။လစဉ်လတိုင်းရဲ့ဝင်စားတဲ့ပထမအိုးဆုံးတရက်နေ့မနက်စောစောမှာတရားဒေသနာတီးတန့်မဟောဘဲနဲ့ဘာလို့ ဆူတောင်းပေးရတာလဲဆိုတော့ကျွန်တော်တို့တလလုံးမှာဘာဖြစ်မလဲကျွန်တော်မသိဘူးအခုနားထောင်နေတဲ့သူလည်းမသိဘူးဒါပေမဲ့ဘယ်သူသိလဲဖယားသခင်သိတယ်အာမင်ကျမ်းစာထဲမှာဖော်ပြထားတယ်လေကိုအမှုအရာကိုထော်ရဖျား၌အပ်ပါတဲ့အပ်ပါအပ်ပါဆိုတာဆူတောင်းစကတ်တာအခုကျွန်တော်တို့လှဆင်လှတိုင်းတရနေ့မနက်စောစောအားလုံးအတွက်ဆူတောင်းပေးနေတာအဲ့ဒါအားလုံးအတွက်စကတ်ပေးနေတာဆူတောင်းပေးနေတာပဲလေတင်တို့ရဲ့အမှုအရာ ကျွန်တော်ရဲ့အမှုအရာအလုံးကိုဘုရားသခင်လက်တော်ထဲမှာအနံပေးနေတာပဲ။ဒါကြောင့်လှဆင်လှတိုင်းရဲ့ဆုတောင်းချက်ဟာအရေးကြီးလားအရေးမကြီးဘူးလား။အင်မတန်အရေးကြီးပါတယ်။တိတိချာချာနားထောင်ပြီးမှအာမင်ထူတော်ပါ။ဘာလို့ခဏခဏအာမင်ထူပါလို့ပြောရလဲဆိုတော့အာမင်ထူခြင်းကကျွန်တော်တေချာနားထောင်ပြီးပြီးကျွန်တော်ထောက်ခံတယ်မှန်တယ်။အဲ့ဒီလိုမျိုးဝန်ခံတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးဝန်ခံတတ်ဖို့ဆရာတို့ကအမြဲတမ်းတုံသင်ပေးတယ်။ ဒါဆရာတို့ရဲ့အာဘော်လည်းမဟုတ်ကျန်းစာရဲ့အာဘော်ဖြစ်တဲ့ကျန်းစာမှာအာမင်ထူးဖို့အများကြီးတုံတင်ထားပေးတယ်။အာမင်ဆိုတာဒီအတိုင်းဖြစ်ပါစေလက်ခံတယ်သဘောတူတယ်မှန်တယ်အဲ့ဒီသဘောတက်ရောက်တာ။ဒါကြောင့်ခုဆရာဆုတောင်းတော်မဲ့အရာတွေကိုတေချာနားထောင်ပါ။သင်နဲ့တင့်မိသားစုအတွက်တကယ်ဒီဆုတောင်းချက်တွေပြည့်စုံခြင်းနဲ့ဆိုရင်ဆုတောင်းပြီးတာနဲ့ယုံယုံကြည်ကြည်အာမင်ထူးတော်ပါ။ comment ထဲမှာအာမင်ထူးတော်လို့ရတယ်လို့နှလုံးသားထဲကနေအာမင်ထူးရင်လည်းရပါတယ်။ ကျတော့ဒီငါးလပိုင်းအတွက်အတူတူကဆုတောင်းစကတ်အနံ့ကြပါစို့။ကောင်းကင်ဘူခြေထော်ရမြတ်စွာဘုရားယေရှုတော်ချီးမွမ်းပါれ။ငါးလပိုင်းတရနေ့အထိအသက်ရှင်ခွင့်ရတယ်။ဟာလေလုယာ။တနေ့ပြီးတနေ့တလပြီးတလတရက်ပြီးတရက်ကြော်လွန်သွားပေမဲ့လေဖယားသခင်ဒီကျွန်တော်တို့နဲ့အတူပါရှိပေးတဲ့အတွက်ယေရှုတော်ချီးမွမ်းတယ် ပြီးခဲ့တဲ့၄လပိုင်းတလှလုံးမှာကိုရောဖျားကွယ်ကဆောင်းမကောင်းကြီးပေးတဲ့အတွက်ဂျေဇုတော်ချီးမွမ်းတယ်။ကိုရော၄လပိုင်းမှာကျွန်တော်တို့တချို့လူတွေငလင်တန်းကိုအကြီးကျယ်ခံစားရကောင်းခံစားရပြီဖြစ်ပါတယ်။တို့ဘီမဲ့ဖျားသခင်ကွယ်ကဆောင်းမတဲ့အတွက်ကြောင့်ဒီကနေ့တိုင်အောင်အသက်ရှင်ခွင့်ရတယ်။ခေါ်တော်မူခြင်းခံရသွားတဲ့သူတွေအတွက်လည်းဂျေဇုတော်ချီးမွမ်းပေးပါတယ်။အိမ်တော်ကိုပြန်နှင့်ပြီဖြစ်တယ်။တရေကြရင်ကျွန်တော်တို့လည်း အိမ်တော်ကိုပြန်ရမှာဖြစ်တယ်။ဒါကြောင့်အသက်ရှင်နေသုံးကာလမှာဘုရားသခင်ဒီကျွန်တော်တို့ကိုပဲ့ပြင်ပါတုံတင်ပါဆုံးမပါနှုတ်ကပတ်တော်အားဖြင့်ကိုယ့်ရဲ့နေ့ရဲ့ကာလဒီကိုတေချာရည်သွက်ပြီးမှအကောင်းဆုံးအရေးကြီးဆုံးတော့အရာကိုလှုပ်တတ်ဖို့ရန်ကိုတော်မဆာကောင်းချီးပေးပါပြီးခဲ့တဲ့လေလာပိုင်းတလှလုံးမှာခဲရင်ဆိုးရုပ်ကြမ်းတမ်းခဲ့တဲ့ကာလတွေရှိခဲ့ပေမဲ့ကိုရောပို့ဆောင်တဲ့အတွက်ဂျေဇုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါတယ်ကိုရောပြီးခဲ့တဲ့တလှလုံးအတွက်လည်းကျွန်တော်တို့အပြည့်ဝချတောင်းပန်ပါတယ် ဟုတ်ပါရဲ့ကိုတော့လေးလပိုင်းမှာကျွန်တော်တို့နှုံနဲ့ပြစ်မှာမျက်စိနဲ့ကြည်မှာကျွန်တော်တို့သွေးခေါ်မှာပြောမှာဆိုမှာ တွားမှာလာမှာစဉ်းစားမှာသွေးခေါ်မှာလူကိုပြစ်မှာဖယားကိုပြစ်မှာကိုကိုကိုပြစ်မှာအသင်းတော်ကိုပြစ်မှာအိုးအားနဲ့ချက်မစုံလင်မှုအများကြီးရှိခဲ့တာဖြစ်ပါတယ်ဝန်ခံပါတယ်အခုနားထောင်နေတဲ့သူတွေကိုစားလဲဝန်ချတောင်းပန်ပေးပါတယ် တို့နှလုံးသားနဲ့နောင်တရတဲ့အခါမှာကျွန်တော်တို့နှလုံးသားစစ်မှန်တဲ့နှလုံးသားနဲ့နောင်တရတဲ့အခါမှာဘုရားသခင်ဒီကျွန်တော်တို့အပြစ်များကိုခွင့်လွှတ်ပေးပါဟာလေလုယာဂျေစုတော်ချီးမွမ်းတဲ့ကိုတော်ဘာလို့လဲဆိုတော့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ဖော်ပြထားတဲ့ကို့အပြစ်ကိုဝန်ချတောင်းပန်ရင်ဘုရားသခင်ဒီဖြောင့်မတ်ခြင်းနဲ့၎င်းတစ္ဆာနဲ့၎င်းပြည့်နှက်တဲ့ဘုရားဖြစ်တဲ့အတွက်အပြစ်များကိုခွင့်လွှတ်တော်မူမီလို့ပြောထားတဲ့အတွက်ဂျေစုတော်ချီးမွမ်းတယ် ယေရှုတော်ချင်းမနဲ့ကိုတော်ဆက်လက်ပြီးမှဒီ9လပိုင်းတလလုံးအတွက်ကိုတော်လက်တော်ထဲမှာအနံပါတယ်2025ခုနှစ်9လပိုင်းဒီကနေ့မနေ့စောစောကိုဝင်စားခွင့်ရတည်တာမကတလလုံးအတွက်ကိုတော်လက်တော်ထဲအနံပါတယ်ဘာလို့လဲဆိုတော့တလလုံးဘာတွေဖြစ်လာမလဲကျွန်တော်တို့မသိဘူးအိုးကျွန်တော်ငလင်ဆက်လို့မလားဆိုမှကြောက်နေတယ်။အော်မုံတိုင်းလာမလားဆိုမှကြောက်နေတယ်။အော်စစ်ဖြစ်လာမလားဆိုမှကြောက်နေတယ်။ တချို့စစ်မဲ့ဘေးဒဏ်ကြားမှာတချို့ငလင်ကြားမှာတချို့မုံတိုင်းကြားမှာတချို့ဒုက္ခဆင်းရဲကြားမှာကိုရောကေတင်မဆာကောင်းကြည့်ပေးပါစိုးရင်စိတ်တွေအလုံးကိုပယ်ရှားလေ ကိုမှုရကိုထာဝရဖျားနဲ့အလောတူပြူလီစီရင်တော်မူလိမ့်မည်ဆိုတဲ့ဒီကနေ့ဖတ်သွားတဲ့ဂတိတော်ကျမ်းစကားအတိုင်းကျွန်တော်ရဲ့အမှုကိစ္စအခုနားထောင်နေတဲ့သူရဲ့အမှုကိစ္စအားလုံးအားလုံးအားလုံးကိုဖျားသခင်လက်တော်ထဲမှာအနုအညွတ်အနံပါတယ်ကိုတော်ကိုတော်စီရင်ပေးပါကိုတော်ကွယ်ကာပါကိုတော်ပဲ့ပြင်ပါကိုတော်လမ်းပြပါတခါတလေကျွန်တော်အားနေတယ်ဟုတ်တယ်ကိုတော်အားနေတဲ့အခါမှာကိုတော်ဆွဲထူပေးပါနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ခွန်အားပေးပါ ပြီးခဲ့တဲ့တလလုံးမှာနှုတ်ကပတ်တော်မနဲ့တိုင်းမနဲ့တိုင်းမတူညီတဲ့ဆရာကြီးရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ခွန်အားရခဲ့ပြီဖြစ်တဲ့ဂျေဆုတော်ဂုံတော်အပေါင်းချီးမွမ်းနေဒီတလလုံးမှာလည်းကိုရောဖျားနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကိုကျွေးမွေးမယ်လို့အကျွမ်းမဲ့ယုံကြည်တယ်ကိုရောကျွန်တော်တို့ကိုနားထောင်တဲ့သူပဲမဖြစ်ပါစေနဲ့ကျင့်ဆောင်တဲ့သူဖြစ်ပါစေနှုတ်ကပတ်တော်အတိုင်းအသက်ရှင်တော်သူဖြစ်ပါစေအားနည်းချက်မစုံလင်ချက်များကိုကိုရောဖျားပြုပြင်ပြောင်းလဲပေးတော်မူပါဂျေဆုတော်ဂုံတော်အပေါင်းကိုချီးမွမ်းပါတယ်ကိုယ်တော်ဆက်လက်ပြီးခုနားထောင်နေတဲ့သူတွေအားလုံးထဲမှာ ငါးလပိုင်းမွေးနေ့ကြာရောက်တဲ့သူအတွက်လည်းဆုတောင်းပေးပါရယ်မွေးနေ့မှာစာရွေးနေ့ရာချီတိုင်အောင် တာရွေးကျမ်းပါပါစေတာရွေးချမ်းသာပါစေတာရွေးဖျားစကားကိုနားထောင်ပြီးမှဖျားစကားမှာမွေးလျော်ပြီးမှဘုန်းတော်ထင်ရှားတော်တစားပလာဖြစ်ကြပါစေဟာလေလုယာကိုရောအခုဖျားနာနေတဲ့သူတွေလည်းရှိမယ်ဖျားနာနေတဲ့သူတွေကိုယေရှုနာမနဲ့ဆုတောင်းပေးတယ်ကိုရောဖျားသခင်ကွယ်ကာဆောင်ပါလေကျမ်းမာခြင်းပဂတိဖြစ်စေပါသူတို့ယုံကြည်တဲ့အတိုင်းသူတို့ရဲ့တသက်တာထဲမှာအံ့ဩဖွယ်ဖြစ်စေပါဟာလေလုယာ ကိုရောမြန်မာနိုင်ငံတော်ကြီးတွေလည်းဆူတောင်းပါတယ်အကောင်းဆုံးတော့အာအခြေအနေတို့ကိုတော့ပြောင်းလဲပေးပါအခုလိုမျိုးခရင်ဆွေရလာတဲ့ကာလမှာလေဖရာသခင်ရဲ့အလိုတော်ကိုမြင်ပြီးတော့မှအော်ကျွန်တော်လောကမှာခေတ္တကာလမှာဒီလိုဖြစ်ပါလားဆိုမှထာဝရကာလကိုဆွဲလန်းတတ်တော်သူများဖြစ်စီပါလောကအရာကိုမချစ်နဲ့ဆိုတဲ့အတိုင်းထာဝရအရာကိုချစ်တတ်ဖို့ရင်ကိုတော်တုံတင်လမ်းပြခွန်အားပေးတော်မူပါဂျေဇုတော်ချီးမွမ်းတဲ့ကိုတော်ဆက်လက်ပြီးတော့မှ ကျွန်တော်တို့အခုနားထောင်နေတဲ့သူတွေထဲမှာတီးတိုးဆုတောင်းနေတဲ့သူတွေအများကြီးရှိမယ်ကိုတော့သူတို့ရဲ့နှလုံးသားဆုတောင်းတန်ကိုကျွန်တော်မကြားဘူးဒါပေမဲ့ဖရာသခင်ကြားပြီဖြစ်ပါတယ်ဖရာသခင်ဒီအရာခတ်သိမ်းကိုတီးတဲ့ဖရာဖြစ်တယ်ကိုတော့သူတို့ရဲ့နှလုံးသားထဲကဆုတောင်းတန်တီးတိုးတန်ကိုကြားပြီးမှကိုတော့နာညောင်းပေးတော်မူပါသူတို့ရဲ့လိုချင်တဲ့စိတ်နဲ့မဟုတ်ပဲနဲ့လိုအပ်ချက်ကိုကိုတော်ဖျားတီးတဲ့ဖျားဖြစ်တယ်ဟာလေလုယာကိုတော်သူရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးလေကောင်းချီးပေးတော်မူပါယေရှုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါれကိုတော် ျွန်တော်စုတောင်းတန်ဟာမပြည့်စုံဘူး။ဒုံမဲ့ဖရာသခင်ကျွန်တော်စုမတောင်းခင်မှာကတည်းကကျွန်တော်ဘာတောင်းမလဲဆိုတာတီပီသားဖရာတီပီတဲ့ဖရာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ကိုတော့ကျွန်တော်တို့စုတောင်းမားတဲ့အရာအလိုတော်နဲ့မကန့်ညီတဲ့အရာမှာကိုတော့ခွင့်လွှတ်ပေးလျက်စုတောင်းမပြည့်စုံတဲ့နေရာမှာကိုတော့ဖြည့်ဆည်းပေးပါမိကြောင်း။ငါးလပိုင်းတလလုံးကိုတော့လက်တော်ထဲမှာအဲ့နဲ့စုတောင်းကောင်းကြီးတောင်းယူတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်အလွန်ယူသေးစွာဆုတောင်းဆက်ကအနံ့ကြပါ၏ဖာဖရာသခင် Amén.